ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့နယ်စပ်တစ်လျှောက်မှာစနေနေ့ညပိုင်းကစလို့ပြင်းထန်တဲ့ထိတိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီးဒါဟာ2021ခုနှစ်တာလီဘန်တို့အာမန်ရပြီးနောက်ပိုင်းအပြင်းထန်ဆုံးတိုက်ပွဲတွေပါနှစ်ပတ်စလုံးကအကြဆုံးဒါဇင်နဲ့ချီရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တင်မာမှုတွေဟာလွန်ခဲ့တဲ့ရက်ပိုင်းကပါကစ္စတန်ကအာဖဂန်နစ္စတန်မြေပေါ်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ကာဘူးဘက်ကဆွတ်ဆွဲခဲ့ပြီးနောက် အာဖဂန်တပ်ဖွဲ့တွေကပါကစ္စတန်နယ်စပ်စခန်းတွေကိုလက်တုံကန်တိုက်ခိုက်ရာကနေစတင်ခဲ့တာပါ ပါကစ္စတန်ဘက်ကတော့၎င်းတို့နိုင်ငံတွင်တိုက်ခိုက်နေတဲ့ပါကစ္စတန်တာလီဘန် TTP တွေကိုအာဖဂန်နစ္စတန်ကခိုးလုံခွင့်ပေးနေတာကို အလိုမရှိဘူးလို့ဖိအားပေးနေကြတာပါနှစ်ပတ်စလုံးကကိုးစီအကြဆုံးများပြားတယ်လို့အတိအကျမတူတဲ့ကိန်းဂဏန်းတွေထုတ်ပြန်ခဲ့ပါတယ်ပါကစ္စတန်စစ်တပ်က၎င်းတို့ရဲ့စစ်သား23ဦးသေဆုံးခဲ့ပြီး အာဖဂန်တာလီဘန်ဘက်ကနှိမ်ဟကျော်ကိုချေမှုန်းနိုင်ခဲ့တယ်လို့ပြောပါတယ်။အာဖဂန်တာလီဘန်ဘက်ကတော့၎င်းတို့ရဲ့ဘက်က၉ဦးတေဆုံးခဲ့ပြီးပါကစ္စတန်စစ်သား58ဦးကိုတပ်ဖြတ်နိုင်ခဲ့တယ်လို့စွပ်စွဲပြောဆိုပါတယ်။လက်ရှိအခြေမှာတော့တိုက်ပွဲအများစုရပ်တန့်သွားပြီးဖြစ်ပေမဲ့ပါကစ္စတန်ဘက်ကတောက်ခန်းနဲ့ချာမန်စတဲ့အဓိကနယ်စပ်ကိတ်အားလုံးကိုပိတ်လိုက်ပြီးဖြစ်ပါတယ်။ကာတာနဲ့ဆာဒီအာရေဗျာတို့ရဲ့တောင်းဆိုမှုကြောင့်တိုက်ခိုက်မှုတွေကိုရပ်လိုက်တာလို့အာဖဂန်နစ္စတန်ဘက်ကထုတ်ပြန်ထားပါတယ်။